။ဘာပြောလိုက်တော့ဆိုဘယ်ပြည်တစာမကများဒီတွေထွေးသွားရတာလေ။အလကသာသနာပြတ်မာတယ်လို့ဆိုပြီးတော့ဆဲလိုက်တာနော်။အဲ့တော့နှုတ်ဆိုတဲ့အမတန်တတိထားရတယ်။သူဆဲလိုက်တဲ့စကားတစ်ခုကသူကိုယ်တိုင်ပြန်ပြောပြ။သူကိုယ်တိုင်ပြန်ပြောပြတဲ့စကားထဲမှာဝေတိကာသအနာတာဇိနတာသနာဒုတိကာသူပြောလိုက်တယ် ဝေတိကာသအနာစာရာဆိုတာအကျင့်ပြတ်မတွေအကျင့်ပြတ်မတွေဟုတ်လားမိမ့်မဲ့ပြည့်တည်ဈိနသာသနာဒုတိကဖယားသာသနာပြတ်မတွေလို့သူကဒီတတွေးကိုထွေးသွားတာလဲလို့ဆိုပြီးတော့ဖယားရင်ပြန်မှာညစ်တင်းညစ်ပတ်လောက်ရမလားလို့သွားပြီးတော့နှုတ်ကနေဆိုလိုက်တာသူပြောလိုက်တဲ့တကယ်တတွေးစင်သွားတဲ့ဟို မျိုးသမီးကတာမန်မျိုးသမီးမဟုတ်ဘူးယန္နာမကြီးဖြစ်အဲ့တော့သူယန္နာမကိုပြမမိတာဖြစ်သွားတယ်အဲ့ဒါတတိထားရတယ်နော်အလွန်ကြောက်ရအလွန်ကြောက်ဘဝမှာသင်္ကန်းစာယူရဘဝမှာတစ်ခါမားလိုက်တာတန်တရာလုံးသွားတယ်တန်တရာလုံးဟာပြင်မရတဲ့အမှားမျိုးဖြစ်သွားတယ်အဲ့ဒါသင်္ကန်းစာယူဖို့ပြောတာနော်သင်္ကန်းစာယူရမယ်နှုတ်ထွက်မကြမ်းကြစေနဲ့ ကိုယ်ပစကထွက်တဲ့ဇကားဟာတမိုးရှိတဲ့ဇကားပဲထွက်စေရမယ်။ဆဲရည်တဲ့ဇကားရိုင်းပြတဲ့ဇကားကိုယ်နှုတ်ကမထွက်မိအောင်တရိပ်ထားဖို့လူတွေကကိုယ့်အကိုပိုင်တယ်လို့ထင်တာမပိုင်ဘူးကိုဖြစ်ချင်တာမဖြစ်ဘူးစိတ်ဖြစ်ချင်တိုင်းတိုင်းလိုက်ဖြစ်နေကြတယ်စိတ်ဆိုးရင်ကြမ်းတမ်းတဲ့ဇကားတွေပြောကြတာဒါကိုပြောချင်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အမြဲတမ်းတရိပ်ထားနေတာပေါ့သူပြောလိုက်တာဝိသိကာစအနာစာရာ ိဋ္ဌဆာအပြတ်မာရိဟောစိနသာသနာဒုတိကဖျားသာသနာအပြတ်မာရိစေရီရင်မြန်မာဒရွေးထွေးသွားတယ်ဆိုပြီးပြောအဲ့ဒီအကုသိုလ်ကြောင့်သူငရဲကြသွားငရဲကြသွားရုံနဲ့မကဘူးငရဲလွတ်လာတဲ့အခါမှာယဟနာကိုသူပြမတာကယဟနာဆိုတော့စဉ်းစားကြည့်လေဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင် ခုံးမုံကြီးကိုခေါင်းနဲ့တိုက်လို့ရှင်မနာဘူး။ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ရင်တော့နာမှာပဲ။ခုံးမရှိတဲ့ပုဂ္ဂိုလ်ကိုပြမမိရင်တော့မနာဘူး။နော်။ခုံးမရှိတဲ့ခုံးရှိတဲ့ပုဂ္ဂိုလ်ကြတော့ကြောက်တုံးကြီးလို့သူကစစ်လက်။ကြောက်တုံးကြီးလို့စစ်လက်တဲ့အဲ့လိုခုံးရှိတဲ့ပုဂ္ဂိုလ်ခုံးနေအနှစ်တည်းတီးနေတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ပြမလိုက်ရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်ထားတဲ့ပိုးနာသွားတယ်သူက။ဒီလိုဆိုလို့လား။ သူပြမလိုက်တဲ့ပုဂ္ဂိုလ်ကအရိယပုဂ္ဂိုလ်ကြီးဖြစ်နေသည့်အတွက်ကြောင့်သူပြောလိုက်တဲ့စကားတစ်ခုအမတန်မှပြင်းထန်သွားပြီးတော့သူဟာဘဝပေါင်းတထောင်နဲ့ပြိဇာမဘဝကြီးပဲရောက်တယ်ပြိဇာမဘဝရောက်သွားတာဘဝပေါင်းတထောင်ကျဒီလိုဆိုလို့နော်အဲ့ဒီလိုနဲ့တန်တရားလဲလာခဲ့တာပြီးသလားဆိုမပြီးသေးဘူးကသဗ္ဗဘုရားလက်ထက်ရောက်တဲ့အခါကျတော့ အေးသူကသာသနာတော်တွေနဲ့တော့ကြုံတွေ့တယ်ကြုံတွေ့လို့သာသနာဝင်ပြီးတော့မြတ်တော်အကျင့်နေကျင့်တယ်သို့သောပေါပေါရောက်ရောက်တော့မဖြစ်ဘူးပေါပေါရောက်မဖြစ်လို့ကသဝဖရာလက်ထက်မှာမြတ်တော်အကျင့်ကိုကျင့်ပေမဲ့လို့တရားတို့တရားမြတ်မရလို့သူလုခဲ့တဲ့ကုသကံအကုသကံရဲ့အပြစ်အရှိန်ကလည်းပဲမကုန်ဘူးဩဃောရမဖရာလက်ထက်ရောက်လာတဲ့အခါကျတော့ သူကကတ္တဝဖရာလက်ထက်တုန်းကသူဘာစိတ်ပြတ်တလဲလို့ဆိုလို့ရှင်မိခင်ဝမ်းထဲမှာသရေတဲရမှာသူစိတ်ပြတ်တယ်။ကဲဘုန်းကြီးတို့ပြိဿတဲမှာအမိဝမ်းထဲမှာဝင်ရမှာကိုစိတ်မပြတ်တဲ့ပုဂ္ဂိုလ်တွေစိတ်ပြတ်ကြမသိ။အမိဝမ်းထဲမှာကိုဘယ်လိုနေခဲ့ရလဲဆိုတာသိချင်မှသိမှာလေ။အခုချိန်မှာပြန်ချောင်းကြည့်ရင်ဘယ်နဲ့နေပါ့။နော်မိခင်ဝမ်းကိုအခုချိန်မှာပြန်ပြီးတော့စိတ်ကူးကြည့်မလား။ မိခင်ဝမ်းမပြောပါနဲ့တိုက်ခန်းလေးတစ်ခန်းထဲမှာအမဲသားတွေအစ်စ်လိုက်ဆွဲထားပြီးတော့เนาะညီစောနန်းနေတဲ့အထဲကိုအဲ့ဒါတဏှာကြီးလောက်ထည့်ထားလိုက်ရင်ဘယ်လောက်ခံရမလဲစဉ်းစားကြည့်ပေါ့သို့တော့မိခင်ဝမ်းနဲ့ကြတော့အသက်ကမရှူတော့အနံ့တော့ရကြမှာရမှာပေါ့เนาะအဲတိမဆိုရင်တော့ဘယ်သူမှဝင်မှာမဟုတ်ဘူးသို့တော့အဲ့ဒီမျိုးသမီးကသူကဘယ်လိုစိတ်ထဲမှာဆန္ဒဖြစ်တုံးလို့ဆိုတော့ ဘသဘောဘုရားလက်ထက်မှာသူဆန္ဒဖြစ်တာကမိခင်ဝမ်းထဲမှာလူဖြစ်ရမှာကိုသူကြောက်တယ်မဝင်ញင်ဘူးဒါကြောင့်မို့လို့မိခင်ဝမ်းထဲမှာလူမဖြစ်ချင်ဘူးအဲတချို့လူကြီးတွေပြောတာကြားဘူးတယ်အခုခေတ်အမျိုးသမီးတွေရဲ့ဝမ်းထဲမှာလူဖြစ်ရမှာကြောက်လိုက်တာလို့ပြောတာတော့ကြားဘူးတယ်ဘာဖြစ်လို့ကြောက်တယ်ဆိုတာကကိုယ့်ကိုစဉ်းစားကြည့်ဖို့နော် ခုခေတ်ကခုံလိုက်ပေါက်လိုက်တာလဲလုံးလို့ရေခဲမုံကလည်းစားသေးတယ်ငရုတ်တိကလည်းကြိုက်တယ်ဆိုတော့အထဲတည်းကအကောင်တော့မတတ်တာဟုတ်ပေါ့ရေခဲမုံစားရင်တော့အဲ့ဒါအေးအေးတန်ခံရမှာပဲခြုံစရာဆောင်လည်းမရှိဘူးထဲထဲမှာငရုတ်တိစားရင်တော့မနှစ်ကຫນွေတဲ့ဆိုးသွားမှသာအောင်းမိပြီအဲ့ဒါကြောင့်ကြောက်တာလည်းဖြစ်နေတယ်ပေါ့အေးအဲ့ဒီမှာသူ့ဆူတောင်းတိုင်းပဲခေါရမြတ်စွာဘုရားလက်ထက်ရောက်လာတဲ့အခါသူက ဝိတ္တလေးပြီမှလူလာဖြစ်တာသို့သောအမေနဲ့အဖေနဲ့ဖြစ်တာမဟုတ်ဘူးတရေဥယျာဉ်တွေကတရေပင်ကြီးတပင်ရင်းမှသူကကွာကနဲ့ဥပပပတိသရေလို့ဒီလိုပြောတယ်ဩပပတိကပတိသရေရဲ့တန်တေရစပတိသရေရဲ့ဆိုတာဟာတန်တေရစကြတော့အစိုးအထိုင်းအညိကိုဆွဲပြုတ်ပြီးတော့ပေးသီးလေးကနေကြီးလာတာ